အာစနယ်ဖလားမရအောင်တားဆီးနိုင်မယ်အသင်းကလီဗာပူးလို့ပြောလာခဲ့တယ်လီဗာပူးကန်တွင် Grimy Sonnes လီဗာပူးကရာသီမစားခင်ကချန်ပီယံရှစ်ကိုကောက်ခွေးဖို့ရေပန်းစားသုံးအသင်းဖြစ်တတ်မှတ်ခံခဲ့ရပြီလက်ရှိမှာတော့အမပီးစရာရဲ့အဆင့်73နေရာမှာရတည်နေရတာကပရိသတ်တီတွယ်ရောနီးပြအန်နီစတော့တွက်ပါအကြီးမားဆုံးစိတ်ပြတ်စရာတစ်ခုဖြစ်ပါတယ်ဘောလုံးဝေပန်သုံးသပ်သူအများပြလီဗာပူးကိုစူဖလားပြိုင်ပွဲကနေထုတ်ပယ်လိုက်ဖြစ်ပေမဲ့အသင်းကန်တွင်ဖြစ်တဲ့ Sonnes ကတော့သူ့ရဲ့အမြင်ကအလိုမဟုတ်ခဲ့ပါဘူး ကျွန်တော်လီကဘယ်နိုင်ငံလီနဲ့ဆိုရှင်လိုက်ရင်ခုချိန်ထိတောင်းဆိုမှုအများဆုံးလီပါအသိတွေကအားရမှာမဟုတ်ပါဘူးလို့ Zonas ကပြောပါရီ Zonas ကပရီးမီးယားလီရဲ့ပြန်ဆိုင်မှုပြင်းထန်ခြင်းကိုထောက်ပြတာဖြစ်ပါရီအီတလီစပိန်ဂျာမနီစတဲ့တခြားလီတွေမှာအသိတွေကလည်းလက်အဆင့်အသိတွေနဲ့ကစားတဲ့ကကတ်ပေါ်ကစားပြီးတော့အနိုင်ယူနိုင်တဲ့အခွင့်ရှိပေမယ့်ပရီးမီးယားလီမှာတော့အောက်ဆုံးကအသိတွေကပါအမှိုက်နိုင်စွမ်းရှိတဲ့အတွက်ရလတ်တိုင်းကိုအားဆိုင်ထုတ်ကစားတယ်လို့ဆိုပါရီဒါကြောင့်လက်ရှိစရားထိမှာဥဆောင်တဲ့အာဆင်လိုအသိမျိုးကလည်းရာသီချိန်မှာအမှတ်ရချမှုတွေနဲ့ရင်ဆိုင်ရအောင်မယ်လို့သူကယုံကြည်နေတာပါ ကျွန်တော်လိမာဘာမှမဆိုဖြစ်သွားနိုင်ပါလေဆိုပြီးတော့လေဆောင်းနက်ကပြောထားပါသေးတယ်။ဘောလုံးပွဲတင်တဲ့သဘောရရလာဆိုပြီးဇက်တိုင်းဖြစ်ပေါ်နိုင်လို့ရလာကောင်းလေးလည်းဇက်တိုင်းဖြစ်လာနိုင်ပါလေ။လီဗာပူးကလက်ရှိအဆင့်73မှာရှိနေမဲ့၃ပွဲဇက်တိုင်းအနိုင်ရအောင်နဲ့မှတ်ပေးစရာကိုလင်းမြန်သွားပြန်လဲတက်လှမ်းလာနိုင်မဲ့အခြေအနေမှာရှိနေတာပါ။ဒါကပရီးမီးယားလိရဲ့တစားတစားပို့ပြီးတော့ပြင်းထန်လာတဲ့အခြေအနေကြောင့်ဖြစ်ပါလေ။ဆောင်းနက်ကလီဗာပူးလိုချန်ပီယံစိတ်ဓာတ်ရှိတဲ့အသင်းကပုံမှန်ပုံစံကောင်းပြန်ရတဲ့အခါအောင်ပွဲတွေဇက်တိုင်းယူနိုက်တက်ရှိနိုင်မယ်လို့ယုံကြည်နေတာဖြစ်ပါလေ။ဘာလို့လဲဆိုတော့အဲ့ဒီကလူအုပ်ကြီးကဘလို့တုံးပြန်လဲဆိုတာကျွန်တော်သိနေလို့ပါ။ သူတို့တွေအသင်းပေါ်မှာလက်လျှော့လိုက်မှာမဟုတ်ပါဘူးဆိုပြီးတော့လေဆောင်းနက်စ်ကလီဗာပရိသတ်တွေနဲ့ပတ်သက်ပြီးတော့ပြောထားပါသေးတယ်ဒီအချက်ကတော့ဆောင်းနက်စ်ရဲ့ယုံကြည်မှုမှာအရေးကြီးတဲ့အစိပ်ပိုင်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် iBack 169နဲ့ Fiber Mix ကစားလို့ရတယ်ဆိုရင်တော့ Fiber နံပါတ်39 65လုံး16439ကိုစသွယ်လိုက်ပါ FV အင်ဝင်ပရိသတ်တွေရဲ့ထောက်ခံအားပေးမှုကလီဗာပူးတင်အတွက်အင်အားနဲ့တွန်းအားအမြဲတမ်းဖြစ်စေပါတယ် ရလန်ဆိုရင်ချိန်မှာတော့ပရိသတ်တွေကအသင်းကိုကြောခိုင်းမှာမဟုတ်ဘဲလိုအပ်တဲ့စစ်တမန်ဆန်ကခွန်အားကိုဆက်ပြီးတော့ပေးနိုင်မယ်လို့သူကယုံကြည်နေတာပါဒါဆောင်းနက်စကိုတိုင်းလီဗာပူးရဲ့အောင်မြင်မှုခေတ်ကာလကိုဖျက်ဆီးခဲ့သူတူရဲ့အတွင်းသည့်အမြင်မျိုးဖြစ်ပါတယ်ဆောင်းနက်ဆဲစကားတွေကစိတ်တပိုင်းရမှန်ကန်နိုင်ပေမဲ့လက်ရှိလီဗာပူးရဲ့အခြေအနေကိုလက်တွေ့ကြကြသုံးသပ်ဖို့ကလည်းလိုပါတယ်လီဗာပူးကဂျာတင်ကလော့ပရဲ့ကိုနှစ်ကြာကံတွဲမှုအပြီးမှာနီးပြားသည့်စလော့လက်အောက်ကိုရောက်ရှိခဲ့ပါတယ်စလော့ရဲ့နီးစနစ်တွေနဲ့ဂဇာမားရဲ့အသားကြောက်အချိန်ရွာခြင်းဟာလက်ရှိရုံးကန်တဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ် ချန်ပီယံစုကိုပြောင်းလဲစေကုန်နိုင်မှုအတွက်စလော့ရဲ့အသင်းကိုလုံးဝပုံစံပြောင်းလဲဖို့ရာသီဝက်ကာလအချိန်မလုံလောက်နိုင်သေးပါဘူး။လီဗာပူးရဲ့အဓိကကစားမဖြစ်တဲ့ဆာလာဗန်ဒိုက်စားတဲ့ကစားမတွေဟာရခင်နှစ်တွေကလိုထိတ်တန်းဆွမ်းဆောင်ရုံကိုမပြသနိုင်သေးပါဘူး။သူသင်ခန်းစပိုင်းမှာတူးချင်းမားတွေများလာခြင်းနဲ့ကွင်းလေကရင်ကားလိုခန်းစစ်ကိုကာကွယ်မှုတွေမပေးနိုင်တော့တာရလဆိုးရဲ့အရင်းခံဖြစ်ပါတယ်။စောင်းနဲ့ပြောခဲ့တဲ့၃-၄အသင်းထဲမှာလီဗာပူးကိုထည့်သွင်းမှုဆိုရင်လက်ရှိမှတ်ပေးစရာမှာထိတ်ဆုံးကအာစတန်နဲ့အမှတ်ကွာချက်ကိုစော့ချနိုင်မှုလိုအပ်ပါတယ်။ရာသီတဝက်လားလောက်ရောက်ချိန်မှာနှစ်ဆလောက်နေပြအမှတ်ကွာချက်ကပြန်လိုက်ဖို့တော်လေးကိုခတ်ခဲ့တဲ့စိန်ခေါ်မှုဖြစ်ပါတယ်။ ဆောင်းနက်ရဲ့အမြာမျှော်လင့်ချက်ပေးတဲ့အမြင်မျိုးပါလီဗာပူးလို့တမန်ရှိတဲ့ club anfield လို့အားပေးမှုပြင်းထန်တဲ့ကွင်းမှာကစားတဲ့အသင်းကိုလုံးဝလက်လျှော့ပစ်လိုက်လို့မရဘူးဆိုတာမှန်ပါတယ်ဒါပေမဲ့လက်ရှိအခြေအနေကလီဗာပူးက Champions League ဝင်ခွင့်နေရာအတွက်စိန်ခေါ်ဖို့အဓိကပန်းနိုင်ထားတဲ့လို့ပဲမြင်ပြီးကြောင်းပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် Iba 69နဲ့ Fiber Mix ကစားလို့ရတယ်ဆိုရင်တော့ Fiber နံပါတ်399 65လုံး1643ကိုစသွယ်လိုက်ပါ